ီကနေ့အတွက်သတင်းကဏ္ဍလေးမှာတော့ရာမင်းကြီးလေးဟို14ကိုရမြပွဲတော်နေကြီးမှာဟောကြားခဲ့တဲ့ဩဝါဒလေးကို ဝေမျှပေးမှာဖြစ်ပါတယ်။ရာမင်းကြီးလေးဟို14ကကိုရမြပွဲတော်ကြီးတနင်္ဂနွေနေ့မှာစိန့်ပီတာယင်ပြေ၌ရောက်ရှိလာသောဖျားဖူးလူအုပ်ကြီးကို အောက်ပါဩဝါဒကိုချီးမြှင့်ခဲ့ပါသည်။ဒီကနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းစာများထဲမှာသခင်ခရစ်တော်ရဲ့တရားတော်ကိုနားထောင်ဖို့လူအုပ်ကြီးဟာစုဝေးလာခဲ့တယ်။ခရစ်တော်သခင်က တရားတော်ကိုသာဟောကြားခြင်းမဟုတ် လူအုပ်စုကြီးထဲမှာယောဂဝေဒနာမျိုးမျိုးကပ်ဆွဲခံရသူများကိုလည်းပျောက်ကင်းစေခဲ့တယ်၊ကုသပေးခဲ့တယ်။အဟောတသက်မဟုတ်ဘဲတရားတော်ကိုလက်တွေ့ဖော်ဆောင်ခဲ့တယ်။ကေတင်ရှင်ဟူသောဂုံဘို့အတိုင်းလူတို့၏ယောဂဝေဒနာများကိုကေတင်ပေးခဲ့၊ကုသပေးတယ်။ဤသို့အားဖြင့်တခင်ခရစ်တော်ကဖျားရှင်ရဲ့ချစ်ခြင်းမေတ္တာကိုလူသားတွေနဲ့ထိတွေ့ခံစားစေတယ်။ ဖယားသခင်အုပ်ဆိုးသောအရာ၌ကျွန်ုပ်တို့သည်မကောင်းမှုမှကင်းဝေးကြလိမ့်မည်ကျွန်ုပ်တို့၏စားလောင်ခြင်းမကြမ်းမာခြင်းလောကအသက်တာ၏နောက်ဆုံးအချိန်စသော ကျွန်ုပ်တို့လိုအပ်သည့်အချိန်များမှာယေရှုသခင်သည်ကျွန်ုပ်တို့အနီး၌ရှိနေတယ်လိုအပ်ချိန်တိုင်း၌ဖယားသခင်ရှိနေလျင် ကျွန်ုပ်တို့ရဲ့ဘဝဟာပို၍အတိတ်ပဲပြည့်စုံတယ်ဆက်လက်ပြီးယာမင်းကြီးကဝေမျှခြင်းနဲ့ပတ်သက်ပြီးယေရှုသခင်သည်အရေးအတွက်မများလှသော မုန့်နှင့်ငါးကို လူတို့အားဝေစေခြင်းအပြင် ပမာဏကိုတိုးပွားလာစေခဲ့တယ်။ဒီတိုးပွားလာစေတဲ့ပမာဏဟာကန့်သက်ထားခြင်းမရှိဘူး။လူတို့၏စားလောင်မုတ်သိမ့်မှုပပျောက်သည့်အထိစားခွင့်ပြုခဲ့ပြီးတဲ့နောက်အကျဉ်းချံများကိုကောက်သိမ့်ရမှ၁၂တောင်းအပြည့်ရခဲ့တယ်။ယေရှုသခင်သည်ထိုများများပြသောလူအုပ်ကြီး၏စားလောင်မုတ်သိမ့်မှုကိုဝါလင်စွာကျွေးမွေးနိုင်ခဲ့တယ်။ဖျားသခင်အလိုဆန္ဒကို သူလှုပ်ဆောင်ခဲ့တယ်။ ျွန်ုပ်တို့အားလည်းသူကဲ့သို့လူသားတွေကိုစာလောင်မွတ်သိမ့်နေသူတွေကိုကျွေးဖို့သင်ကြားပေးနေခြင်းဖြစ်တယ်။မျက်မှောက်ကဘာမှာအခြားသောသူတို့၏လောဘဇောကြောင့်ငါမို့စာလောင်နေရသူများ၏ဒုက္ခကိုတတိယကြပါ ကျွန်တော်တို့တွေဟာစင်းရဲချို့တဲ့နွမ်းပါသူတွေကိုဝေမျှလိုသောစိတ်ခေါင်းပါနေခြင်းကြောင့်လူနည်းစုဟာသုံးမကုံအောင် ချမ်းသာနေပြီးအများစုက မွဲတေငတ်မွနေကြရတယ်အခြားသူတို့နွမ်းပါမှုကိုလစ်လျူ မရှုကြလို့စေကြောင်းနာကျင်မှုနဲ့မတရားမှုများကို မတိုးပွားလာစေလို့ကြောင်းအခြားသူတို့၏နွမ်းပါမှုကိုလစ်လျူရှုခြင်းသည်နာကျင်မှုများနဲ့မတရားမှုများကိုသာတိုးပွားလာစေကြောင်းအထူးသဖြင့်ယခုနှစ်ဂျူဘလီနှစ်၏ယေရှုသခင်တတ်မှတ်ပေးထားသည့်စံနှုန်းကကျွန်ုပ်တို့၏လှုပ်ဆောင်မှုနှင့်အစီအခံများကို ထိန်းချောင်းပေးနေတယ်။ကျွန်ုပ်တို့တွေဟာကျွန်ုပ်တို့မှာရှိသောမုန့်ကိုအခြားသူများအားဝေမျှပေးရမယ်။ ပေးတဲ့နေရာမှာတိုးပွားလာစေရန်ခေါ်တော်မူခြင်းခံရသူများဖြစ်လာကြရမယ်။ထို့ကြောင့်ဖျားသခင်ရဲ့နိုင်ငံတော်ရောက်ရှိခြင်းဟာလည်းနီးကပ်လာနေကြောင်းကိုဟောကြားရမယ်။သခင်ခရစ်တော်သည် အသက်မုံဖြစ်သည်။ထိုမုံသည် လူတို့ကိုတည်ခြင်းမှကယ်တင်ပေးသည်။ဒီနဲ့နဲသောယုံကြည်ရာအချက်ကကိုရောမြတ်ကိုဖန်ဆင်းသောမေစာတရားတွင်၌သာတွေ့ရသည်။ဆာလုံမိုးသိမ်ခြင်းသည် ကျွန်ုပ်တို့၏ဘဝ၏အခြေခံကျသောလိုအပ်ချက်ဖြစ်သည်။ထို့ကြောင့်မုံကိုဖယ်ခြင်းသည် ဘုရားသခင်က သူ့ရဲ့ကယ်တင်ခြင်းကို လူသားတို့အားဝေမျှပေးခြင်းဖြစ်တယ်။ချစ်လာစွာသောမိတ်ဆွေတို့ယေရှုသခင်သည်ကျွန်ုပ်တို့၏စာလောင်မှုသိမ့်ခြင်းကိုပြည့်စေသောဘုရားသခင်၏ကြွေးမွေးခြင်းဖြစ်သည်။ဘယ်ကြောင့်ဆိုသောယေရှု၏အသားတော်သည် ထာဝရအသက်မုံတော်ဖြစ်သည်။ယူ၍စားကြလော။သင်တို့အားလုံးအတွေ့ပင်ဖြစ်သည်။အသက်ရှင်သောမုံအစင်မှန်ဖြစ်သောယေရှုသခင်အားပင့်ယူခြင်းဖြင့်ကျွန်ုပ်တို့သည် သူ့အတွက်ရှင်တန်ကြရမည်။သူ၏ခန္ဓာတော်ကိုလုံးဝအုပ်သုံးပူဇော်ခြင်းဖြင့်လဝကတိုင်ပေါ်မှာ တင်သက်ခံပြီးနောက် ပြန်လဲရှင်ပြန်ထမြောက်တော်သခင်သည် သူ့ကိုယ်သူကျွန်ုပ်တို့လက်ထဲသို့ထိုးအပ်ခဲ့ခြင်းဖြစ်သည်။ကျွန်ုပ်တို့သည်လည်းဖျားသခင်အားပင့်ယူရန်ဖန်ဆင်းခံရကြောင်းကို အမှတ်ရကြရမည်။သခင်ခရစ်တော်၏အသားတော်နှင့်အသွေးတော်ဟာဖိယသခင်ပေးသောကျွန်ုပ်တို့အတွက်အစားအစာဖြစ်တယ်။ကျွန်ုပ်တို့ကိုအာရုံဖြည့်တင်းပေးတယ်။ ယေရှုသခင်ကို အားလုံးဤစိတ်နှလုံးထဲမှာအရောက်ပင့်ဆောင်ပေးတယ်။လူတိုင်းသူ၏ကယ်တင်ခြင်းလုပ်ငန်းစဉ်၌ပါဝင်နိုင်ရန်ယေရှုသခင်သည်တည်ခင်းသောစားပွဲတော်၌ပါဝင်ကြရန်ဖိတ်ခေါ်နေတယ်။ဘွဲတော်တို့ဖိတ်ခေါ်ခံရသူတို့ဟာမင်္ဂလာရှိတယ်။ဘဲကြောင့်ဆိုသောယေရှုသခင်အားဖြင့်ဖျားသခင်ဖို့ပြသောချစ်ခြင်းမေတ္တာကိုဒီလူတွေဟာတက်တေခံနေကြခြင်းဖြစ်တယ်ဟုယာမင်းကြီးလေးကဟောကြားခဲ့ပါသည်။